ဒီလို ကျွန်တော်တို့ပေါပေါပပလဲချဲလို့ရတယ်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့မိတ်ဆွေတွေပြီးတော့ကျွန်တော်တို့တငယ်ချင်းတွေဒီလိုနေရာလေးမှာအေးစစ်စစ်လေး private ဆန်ဆန်ကျွန်တော်တို့အနားယူလို့ရနိုင်တယ်နောက်တစ်ခုက ကျွန်တော်မိတ်ဆွေတွေဒီလိုလေးလူစုံတက်ဆုံတဲ့ဒီနေရာမှာအများကြီးကဲလို့ရတဲ့နေရာလေးတနေရာဖြစ်တယ်ပြီးတော့ကျွန်တော်တို့တောင်ကြီးမြို့မှာအရန်ကိုရှားပါတဲ့ဒီလိုဘန်ဂလိုလေးနဲ့ဒီလိုတောင်ကြီးမြို့ရဲ့ view ကိုအပြေးအဝရရှိပြီးတော့မှဒီလိုလေးတိုက်ခတ်လာတဲ့လေလေးတွေကိုအေးစစ်စစ်လေးခံစားလို့ရနိုင်တဲ့နေရာလေးတစ်နေရာဖြစ်တယ်ဒီနေရာလေးကတော့ဒါကျွန်တော်တို့ Dinky House လို့ခေါ်တယ်အိမ်လေးတွေကဒီလိုဘန်ဂလိုလေးတွေနဲ့လုံချင်းလေးတွေနဲ့အေးဆေးနေလို့ရတယ်ကျွန်တော်တို့ဇင်းတော့လည်းအရန်တင်ပြီးတော့မှတောင်ကြီး vibe တောင်ကြီး feeling ပေါ့အပြည့်အဝရှိတဲ့နေရာကျွန်တော်ဆိုရင်တောင်ကြီးရတဲ့နေဒီနေရာကိုအမြဲတမ်းတည့်ပြတယ် အရန်ကိုသဘောကျတယ်ဟိုမှာကြည့်လိုက်အောင် လုံးဝကျွန်တော်ကရှမ်းစုရဲ့လုံးဝ city view ကိုအပြေအဝါရရှိတဲ့နေရာတနေရာဖြစ်တယ်ကဲဒါဆိုရင်ဘင်္ဂလိုလေးထဲမှာလူပဏရလောက်နေလို့ရနိုင်တယ်ဆိုတာကျွန်တော်ခေါ်သွားပြမယ်ဟိုမှာကြည့်လိုက်အပြင်မှာဒီလိုလေးမီးပုံလေးတွေကျင်းပါလို့ရပြီးတော့မှလုံးဝနောင်ဘေးနောင်နောင်ဘေးနောင်အဲ့လို feeling လေးရအောင်လို့လည်းကျွန်တော်ဖန်တီးပေးထားတယ်တော်တော်ကိုကြိုက်တာကျွန်တော်ဆိုရင်တောင်ကြီးအတိုင်း ဒီနေရာမှာပဲတည့်ပြတယ်ထဲထဲဝင်ကြည့်ဖနချွတ်ပါတဲ့ဖနချွတ်လိုက်အောင်မယ် let's go ဟိုးအပြင်မှာအေးသလောက်လေးအထက်မှာအရန်နဲ့နွေးနေတာလာခဲ့ကျွန်တော်ပြကျွန်တော်တို့ဒီအင်္ဂလိပ်ထဲမှာဆိုရင်မသိရင်ဇေယျောင်းပို့အတိုင်းပဲဒီမှာဒီလိုလေးမီနီကစ်ချင်လေးလည်းပါတယ်ဒါမှကျွန်တော်တို့ဒါဒီနေရာမှာဝိုင်းဖွဲ့ပြီးတော့မှ ကြိတ်တလို့စိတ်ကြကျွန်တော်တို့အေးစေးစေးလေး relax လုပ်လို့ရနိုင်တယ်ဒီလိုကောင်တာလေးလဲပါတယ်ပြီးတော့ရေခဲတက်တာမှာလဲကျွန်တော်တို့စားစရာတွေအပြစ်ဖန်တီးပေးထားတဲ့အပြင်ကိုမှဒီမှာ gas room ပုံစံလေးထိုင်ကုန်လေးနဲ့အပြစ်ပါတယ်ပြီးတော့ဒီလိုလေးအေးစေးစေးလေးအနားယူလို့ရနိုင်တယ်မိုက်တယ်ပြီးတော့လုံးဝကို relax ဖြစ်တဲ့နေရာလေးတနေရာဖြစ်တယ်ပြီးတော့လေနောက်တစ်ခုက တောင်ကြီးမြို့ရဲ့ city view တစ်ခုလုံးကိုလည်းဒီလိုမိမိရဲ့ကိုယ်ပိုင်အခန်းလေးကနေပြီးတော့မှခံစားလို့ရနိုင်တယ်တော်တော်လေးကိုပြည့်စုံတယ်ပြီးတော့လေအပေါ်ထက်မှာလည်းနောက်ထပ်ကျွန်တော်မိတ်ဆွေတွေကျွန်တော်တို့တငယ်ချင်းတွေအေးစေးစေးလေးအနားယူပြီးတော့မှအဲ့လိုရောက်နိုင်တယ်အဲ့လိုရနိုင်တဲ့ကျွန်တော်ဒါအထက်လေးတစ်ဆက်ပါတယ်တော်တော်ပြည့်စုံတယ်ပြီးတော့ဒီမှာဒါအဝတ်လဲကန်းဝတ်လဲဖို့အတွက်နောက်တစ်ခုကဒါကျွန်တော်တို့ ရေချိုကအိမ်သာလဲပါသေးတယ်။အရက်ကိုပြည့်စုံတယ်။အဲ့တော့ဒီနေရာလေးရဲ့ဒီနေရာကိုကျွန်တော်ပြပြပေးမယ်။ကျွန်တော်တို့ Dengue House Villa လေးကဒါကျွန်တော် တောင်ကြီးမြို့ရဲ့အနီးဆုံးမှာရှိတယ်။အနီးနားမှာဆိုရင်ကျွန်တော်ဒါမိဖို့မြန်ကွင်းပေါ့နော်ဒါကျွန်တော်တောင်ကြီးမြို့ရဲ့အထင်ကြီးနေရာဖြစ်တဲ့မိဖို့မြန်ကွင်းကိုကြော်ပြီးတဲ့ခါကျတော့မိဖို့မြန်ကွင်းရထားတန်လန်းအကျော်ဒါမိန်လန်းမကြီးမှာကျွန်တော်ဒါညွှန်ပြထားတယ်။ဒင်ကီဟောက်ဆိုတဲ့ဒါကျွန်တော်တို့ကစိုင်းဖို့အတိုင်းကိုတတဲ့ကြီးတက်လာလိုက်တဲ့အချိန်မှာဘယ်မှောက်ကိုစရာမလို့ဒီလိုဘန်ကလိုလှလှလေးတွေရှိတယ်။အဲ့တော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်တငယ်ချင်းတွေကျွန်တော်ရဲ့ friendship တွေအကုန်လုံးဒီလိုတောင်ကြီး vibe ကိုအပြည့်အဝရရှိတဲ့ feeling ကိုခံစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကဒီညလေးကိုညွှန်ပေးခြင်းပါတယ်ခင်ဗျာအဲ့တော့သူရဝင်ဆောင်မှုတွေကဒါကျွန်တော်တို့ဒါမနက် breakfast တွေလည်းပါတယ်ပြီးတော့ car parking လည်းအရန်ကျေတယ်ပြီးတော့အချက်ချလည်းအရန်ကျတယ်လုံးဝရေဘူးရေအေးရော wifi အကုန်ကိုပြည့်စုံပြီးတော့မှလုံးဝမိသားစုဆန်ဆန်ကျွန်တော်တို့ gathering မလုပ်မလား အရန်ကိုပြည့်စုံတဲ့နေရာလေးမို့ကျွန်တော်ကတော့ Hornets review recommend ပေးလိုက်ချင်ပါတယ်ခင်ဗျာကျွန်တော်တော့အရန်ကြိုက်တယ်ဘာဖြစ်လို့ဆိုတဲ့အခါကျတော့ကျွန်တော်တောင်မသားဆိုတော့ဒီလို feeling vibe ကိုအရန်ကိုကြိုက်တာမင်္ဂလာပါခင်ဗျာ